Samsung Galaxy V Wave တွေကကန်ထွရှင်209ရောက်ကိုရွေးချယ်ခဲ့ပြီးတော့ January 2နှစ်နေမှာကုရိုင်ကိုကျစုပေးခဲ့ပါတယ်။ Grand Prize ဖြစ် Master 3 2014 model ပေါက်သွားတဲ့ကန်ထွမှုကြောင့် Samsung ကဘလို့ပြောခဲ့တယ်လဲ။ Promotion လုပ်ခဲ့တဲ့ October ကနေဒီဇင်ဘာလအတွင်း Galaxy V အလုံးတောင်းတဲ့ချီရောင်းချနိုင်ခဲ့ပြီးကူပွန်9000ကျော်မှာအချက်လက်မဆုံးနေတာနဲ့ချစ်ရဖြစ်ရတွေကိုဖယ်ပြီးကျန်တဲ့ကူပွန်တွေကကန်ဆယ်မဲ့နိုင်ခဲ့တာဖြစ်တယ်လို့ ကိုဇာနီဝင်းထက်က ရှင်းပြပါရယ်။ကန်ထူးရှင်တွေအတွက်ဝမ်းသာဂုဏ်ယူသလို Grand Prize ဖြစ် Mazda 3 2014 model ကားတစ်ပတ်ဖို့လူတစ်တောင်းကျော်တွေကတယောက်ပတ်ဖို့ဆိုတာထူးခြားတဲ့ကံဖြစ်ပြီးကန်ထူးရှင်တွေနဲ့ဝယ်ယူအားပေးကြသူတွေကိုကျေးဇူးတင်တယ်လို့ဆိုပါရယ်။ ကျွန်တော်တို့ဒီ Galaxy V ကိုလုံးရှယ်ရဆိုလို့ရှိရင်ကျွန်တော်တို့ပြီးခဲ့တဲ့အောက်တိုဘာကတော့ဒီဇင်ဘာအထိကိုကျွန်တော်တို့သုံးလတတိကျတော့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပြုလုပ်တဲ့အချိန်မှာကျွန်တော်တို့အလုံးကြီးတောင်းကြောင်းရောင်းချခဲ့ရပြီးတော့အဲ့ဒီမှာမှကျွန်တော်တို့ဒီ collect လုပ်ရတဲ့ကျွန်တော် coupon တွေပေါ့နော်အားလုံး9000ကျော်ရှိပါတယ်။အဲ့ဒီဟာတွေမှာကျွန်တော်တို့ဒီတချို့ဖြစ်ရပြီးမစုံနေတာတွေပါလေအကုန်ထည့်ပေးတဲ့အခါမှာကျန်တဲ့ coupon တွေအားလုံးကျွန်တော်တို့က cancel နဲ့တိုက်ပေးခဲ့တာဖြစ်ပါတယ်။ transaction တွေအတွက်လည်းကျွန်တော်အများကြီးဝမ်းသာကုန်ယူမိပါတယ်။ဒါဖြစ်လို့ဆိုတော့ကျွန်တော်တို့ grand prize တွေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ master 3 brand new car စီးကိုကျွန်တော်တို့ကဒီ brand price ကိုကျွန်တော်ပေးတာပါကျွန်တော်တို့ဒီကားမှာလူရောက်တောင်းကြော်တွေရမှာဒီ brand price ကိုပေါက်ဖို့ဆိုတာအနည်းတော့ကန်ထူဖို့အာမဟုတ်ပါဘူးခင်ဗျာပြီးတော့အခုဒီမှာကန်မထူခဲ့ပေမဲ့ကျွန်တော်တို့ဒီ Samsung ဒီ Galaxy promotion မှာပါဝင်ပေးခဲ့ကြတဲ့ Samsung ဖြစ်တဲ့ပြည်သက်တွေဝယ်ယူတောင်းဆိုခဲ့တဲ့ကျွန်တော်တို့ရဲ့ကျေးဇူးရှင်တွေအားလုံးကိုလည်းကျွန်တော်တို့ကကျေးဇူးရမ်းတင်ရှိပါတယ်လို့ကျွန်တော်ဒီအရမ်းတော့ပြန်ပြောချင်ပါတယ်ခင်ဗျာစီရိုနာဟိုတယ်မှာကျင်းပတဲ့ကန်ထူးရှင်တွေကိုစုချင်းမြင်ပွဲလုပ်ရတာက ကန်ထူးရှင်209ရောက်စလုံးဟာမဲလိုက်တဲ့ဇန်နဝါရီ9ရက်နေ့ကမရှိကြတာကြောင့်အခုလိုတီးခြားစုပေးပွဲလုပ်ရတာပါလို့ဆိုပါတယ်။ကန်ဆယ်မဲ့ပေါက်သူတွေကတော့ Grand Prize ဖြင့် Master 3 2014 model ကားတက်တစီ Samsung 2တော့ရေခဲတက်တာ3စု Galaxy Note 4 5စုပါဝင်စုပေါင်း209စုကိုချင်းမြင့်ပေးရခဲ့ပါတယ်။ Galaxy V ဟာ Samsung တို့ smartphone တွေထဲမှာဈေးချိုသာပြီး video call ခွန်နိုင်တာကိုဖုန်းသုံးဆွဲသူတွေသိစေခြင်းနဲ့အကြောင်း သုံးဆွဲသူတွေအတွက်လည်းထူးခြားတဲ့အကျိုးပြုမှုလုပ်ချင်တာကြောင့်အခုလိုကန့်ဆန်းမဲ့လုပ်ဖြစ်တာလို့ကိုစာနေဝင်းထက်ကဆိုပါတယ်။ ဒါစီဒီကောင်းပါဆိုလို့ရှိရင်ဗီဒီယိုကောခေါ်လိုက်တဲ့စမတ်ဖုန်းထဲမှာဈေးနှုန်းအဖိုးသက်တာဆိုတဲ့ဗီဒီယိုကောခေါ်လိုက်တဲ့ဖုန်းတစ်ခုဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ဒီမြန်မာပြည်တပြည်လုံးမှာရှိတဲ့30လူပြည်သက်ကိုကျွန်တော်ပြည်စီခြင်းနဲ့ပြီးတော့လည်းသူတို့အတွက်လည်းကျွန်တော်တို့ထူးခြားတဲ့အကျိုးပြုမှုတွေလုပ်ချင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီလိုမျိုးလက်ပြီးတော့အစီအစဉ်ကိုကျွန်တော်ပြုလုပ်ပေးခဲ့တာပါအဲ့ဒါမျိုးလည်းကျွန်တော်တို့နောက်ထပ်လုပ်မလားဆိုရင်ကျွန်တော်တို့ဟိုလုပ်ဖို့ရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ဘယ် product မှာဘယ်လိုလုပ်မယ်ဆိုတော့ကျွန်တော်ဒီမှာတော့ကျွန်တော်ပြောဖို့တော့ကျွန်တော်စောပါလိမ့်ရမြတ်